မင်္ဂလာပါရှင်ဒီ focus အစီအစဉ်လေးကအခုအသစ်ထွက်ထားတဲ့ readjust refocus အရေးစာအုပ်နဲ့တူတူရှင်းတွဲပြီးတော့နားထောင်နိုင်မှုအတွက်ကျမတို့ရဲ့ YouTube channel မှာဒီဇင်ဘာတစ်လလုံးတင်ပေးမယ့် focus အစီအစဉ်လေးပဲဖြစ်ပါတယ်။စာအုပ်ထဲမှာဆိုရင်လည်းကျမတို့ day 1 day 2ဆိုပြီးတော့ chapter လေးတွေပုံစံတစ်မျိုးလေးနဲ့တွားထားတယ်စုစုပေါင်းရက်30စာပေါ့နော် day 30အထိရှိတယ် အဲ့ဒီမှာကျမတို့ဒီ try on activities လို့ခေါ်ရဲကိုလိုက်လုပ်ကြည့်လို့ရတဲ့လှုပ်ဆောင်ချက်ကလေးတွေဒါလေးတွေကိုရေးပေးထားတယ်ပြီးရခါမှာကိုကိုကိုမိခွန်းနေပြန်ပြီးတော့မေးနိုင်အောင်ပေါ့နော်ဒီ self reflection လုပ်လို့ရတဲ့မိခွန်းတွေကိုလည်းဒီအစားအထဲမှာထည့်ထားတယ် အဲ့တော့ဒီ focus ကလည်းအတန်နဲ့ပြောမယ်ပေါ့နော်အဲ့တော့ဒီမှာကျတော့လေ D1 D2 အဲ့လိုပုံစံမျိုးနဲ့ပဲသွားတာပါပဲအဲ့တော့စာအုပ်ထဲမှာ D1 ကို ဖတ်တဲ့အခါမှာ focus မှာလည်း D1 ကိုနားထောင်ဖို့ပဲဖြစ်ပါတယ်အဲ့တော့ focus နဲ့စာအုပ်နဲ့ဘာတွေကွာလဲဆိုလို့ရှိရင် ဘာမှတော့သိမကွာပါဘူးဒါပေမဲ့စကားပြောတဲ့အတွက်ကြောင့်မလို့အတန်နဲ့စကားပြောတာကတော့ပို့ပြီးတော့ရင်းရင်းနှီးနှီးရှိတယ်ပြီးရခါမှာစောက်ထဲမှာထည့်မိထားတဲ့အကြောင်းအရာတွေကလည်းဒီ podcast တွေမှာစကားပြောရင်းနဲ့ပါလာတာမျိုးတွေရှိနိုင်တယ်ပေါ့နော်ပို့ပြီးတော့အဲဟိုစကားအတန်နဲ့နားထောင်ရတဲ့အခါကတော့ပို့ပြီးတော့လွတ်လွတ်လပ်လပ်နဲ့ရင်းရင်းနှီးနှီးနှွေနှွေထွေထွေရှိမယ်ဒီလိုမျိုးမျောလင့်တာဖြစ်ပါတယ် အဲ့တော့တချို့အပိုင်းတွေမှာကြတော့လဲစာအုပ်ကိုပြန်ပြီးတော့ refer လုပ်ပြီးတော့ပြောတာတွေလည်းပါနိုင်မယ်ပေါ့နော်အဲ့တော့ကျွန်မတို့လည်းတချို့ပြောကြတယ်စာအုပ်သိမဖတ်ဖြစ်ဘူးအခုနောက်ပိုင်းမှာ weekend talk တွေနားထောင်နေ YouTube ကိုနားထောင်နေအစားရှိသဖြင့်ပြောကြတယ်ကာမောင်းရင်နားထောင်နေထမင်းဟင်းချက်ရင်နဲ့နားထောင်နေဆိုတော့ဘယ်လိုပဲဖြစ်ပေါ့နော်ဒီ focus ကိုနားထောင်မှုအတွဲကျွန်မတို့ဘာမှကန့်သတ်မထားပါဘူးစာအုပ်ဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေစာအုပ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျွန်မတို့ဒီ focus လေးတွေကိုတော့ အော်နေ့တိုင်းဝင်ပြီးတော့နားထောင်နိုင်တယ်။ကိုကစာအုပ်လက်ထဲမှာရှိပြီးသားဖြစ်တယ်ဆိုလို့ရှင်တော့လေပို့ကောင်းတာပေါ့လေနော်ပို့ပြီးတော့ပြည်စုံတာပေါ့။အဲ့တော့ဒါပေမဲ့လည်းစာအုပ်မဖတ်ဖြစ်သေးဘူးဆိုလို့ရှင်လည်းဒါတွေကိုခုနပြောသလိုပေါ့။တခုခုလုပ်ရင်းနဲ့ focus လေးနားထောင်သွားရဲဆိုလို့ရှင်လည်းအဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။အဲ့တော့ဒီ intro လေးကတော့ကျွန်မ ဒီပထမဆုံး day 1ပေါ့နော် day 1ရဲ့ပထမအဆုံးအပိုင်းမှာကျမဒီ intro လေးကိုပြောတာပါနောက်အပိုင်းနေကြလို့ရှင်တော့ကျမဒါကိုထပ်ပြောတော့မှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ day 1မှာကျမကောင်းစင်လေးတစ်ခုတည်ထားတယ်အဲ့ဒါဘာလဲဆိုအရှင် short ပေါ့နော်အရှင် short ဖို့ release the rush ဆိုပြီးတော့အဲ့ဒီကောင်းစင်လေးနဲ့အာကျမရေးထားတယ် အဲ့တော့အဓိကဘာလဲဆိုလို့ရှိရင်အချိန်လျှော့စေချင်တာပေါ့နော် rush လုပ်တယ်ဆိုတာကျမတို့တခုခုအမြင်မြန်ဆန်ဆန်နဲ့လုံ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 နဲ့လှုပ်သွားတာတွန်းတွန်းတက်တက်လှုပ်သွားတာအမြင်မြန်ဆန်ဆန်လှုပ်သွားတာအဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ဒီအချိန်မှာတော့အချိန်လျှော့စေချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမရဲ့စာအုပ်ကလေအဓိကကတော့ဘာလဲဆိုရှင်ဒီနှစ်ကုန်ပိုင်းပေါ့နော် December မတိုင်ခင်မှာထွက်တယ် December တရနေ့ကနေစပြီးတော့ကျမတို့ဒီနှစ်ရဲ့နောက်ဆုံးလပေါ့နော်ဒီနောက်ဆုံးလမှာ နောက်ဆုံးကြံတဲ့ရက်ပေါင်း32ရက်ပေါ့နော်ရက်30 32ရက်အဲ့ဒီဟာကိုအဲ့ဒီအချိန်အတိုင်းတာတခုကျမတို့နည်းနည်းလေး slow down လုပ်ပြီးတော့သွားကြည့်စီချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပထမဆုံးအမ်စာကိုအချိန် short ဆိုပြီးတော့ကျမဒီကောင်းစင်နေနဲ့စပြီးတော့ဟိုရှိလိုက်တာဖြစ်ပါတယ်အဲ့တော့ဘာလို့အချိန် short ရလဲဆိုလို့ရှိရင်လေ ကျမတို့တောက်လျှောက်ပေါ့နော်ဒီနှစ်တစ်နှစ်လုံးမှာကျမတို့ run လာခဲ့တယ်ကျမတို့ပြေးလွှားလှုပ်ရှားသွားလာနော်အဲ့ဒါတွေအကုန်လုံးကဘာဖြစ်လဲဆိုလို့ရှိရင်ဟိုပင်မနေကြပြီပေါ့ဒီအချိန်မှာတော့နော်နှစ်တစ်နှစ်ကလည်းအကုန်ဆုံးကန်ဒီအချိန်ဖြစ်နေပြီအဲ့ဒီခါကျတော့ပင်မနေတဲ့အချိန်မှာတော့ဟိုအချိန်လျှော့ဖို့လိုတယ်နော်ကဘာပေါ်မှာ ဟိုမိပွားရမိနေရဆိုလို့ရှင် တော့ကားရဲ့အကုန်လုံးကရက်ရတဲ့သဘောမှရှိပါတယ်အဲ့တော့ဒီခါလေးကျရင် ကျမတို့ရဲ့အတွေးတွေအဲကျမတို့စိတ်ထဲကနေပြီးတော့တုံ့ပြန်ပုံတွေကျမတို့ကိုယ်ခန္ဓာရဲ့တုံ့ပြန်ပုံတွေဒါတွေကကျမတို့ကိုစကားတွေအများကြီးပြောနေကြတယ်เนาะအရှိန်လျှော့ဖို့ခဏအနားယူဖို့เนาะဒီလိုမျိုးလေးတွေပြောနေတတ်ကြတာမျိုးတွေလည်းရှိတယ်ဒီခါလေးကျတော့ရှင်တော့ကိုယ်ကမသိဘူးပေါ့เนาะအဲ့လိုမျိုးတွေဖြစ်တာအ အဲ့တော့ဒီနောက်ဆုံးလာမှာဂျန်နဲ့ရက်ကလေးပေါ့အဲ့တော့ဒီအဲ podcast ကိုနားထောင်နေတဲ့သူကနော်ဒီဇင်ဘာ1ရက်နေ့ကစမနားမထောင်ဖြစ်တဲ့သူလည်းရှင်းလည်းရှိမယ်ဒါပေမဲ့အဓိကတော့ဘာလဲဆိုလို့ရှိရင်ဂျန်ရှိနေတဲ့ရက်ကလေးတွေပေါ့တပတ်ပဲဂျန်လာလေးဖြစ်ဖြစ်မယ်နော်အဲ၁၀ရက်ပဲဂျန်လာဖြစ်ဖြစ်မယ် 3ရက်လောက်ကြာတာလည်းဖြစ်ဖြစ်ပဲဒါပေမဲ့ကိုတာကိုစပြီးတော့နားထောင်တဲ့အချိန်မှာတော့ဟိုအချိန်လေးကိုရှော့ကြည့်စေချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်မဒီဒီအပိုင်းလေးမှာကျွန်မအဓိကပြောချင်တာပါအဲ့တော့အချိန်ရှော့ဖို့ကတော့လွယ်ပါမလားပေါ့နော်ဒါကလည်းမေးစရာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ရဲ့အခုခေတ်ကအယံမြန်နဲ့နှုံနဲ့ကျမတို့ချိတ်ဆက်နေကြတာဦးเนาะတကဘာလုံးကအယံမြန်မြန်ကြီးကိုသွားနေကြတယ်တယောက်နဲ့တယောက်ချိတ်ဆက်တယ်တစ်ခုနဲ့တစ်ခုချိတ်ဆက်တယ်ဆိုတဲ့အခါမှာအ ဟိုဆင်းဆိုတဲ့ခလုတ်ကလေးတစ်ခုနှိပ်လိုက်ဖို့ပဲပေါ့နော်။ဒါလေးနှိပ်လိုက်ပြီးဆိုတာနဲ့အခုဒီမှာဖြစ်နေတဲ့အရာကလည်းနောက်ကဘာတစ်ချက်မှရှိရသူတယောက်ကလည်းဒီအကြောင်းကိုသိသွားနိုင်တာ။ကျွန်မအမေရိကန်မှာရှိရဲကျွန်မရဲ့အမကနော်အဲထားလိုက်ပါတော့ထမင်းဟင်းချက်ရင်နဲ့နော်ကျုပ်လေးတလုံးအောက်ကိုပြုတ်ကျသွားတယ်ဆိုလို့ရှိရင် तू အဲ့အကြောင်းကိုကျွန်မကိုလှမ်းပြောလို့ရှိရင်ကျွန်မဒီမှာချက်ချင်းတည်နေပြီ။အော် तू ဓမင်းချင်းချိန်နဲ့ကျုပ်တလုံးလုံးကျမ်းမြေပေါ်ကျပြီးတော့ကွဲသွားတယ်အစားရှိသဖြင့်ပေါ့နော်။ဒီလိုတည်နိုင်တာမျိုးဖြစ်တယ်။ အဲ့တော့ဟိုခေတ်ကလည်းအမြန်နဲ့အတွက်ကြောင့်မလို့လူတွေကလည်းအကုန်လုံးလိုက်ပြီးတော့မြန်ကြတာပါဒါကလည်းဟိုမြန်မြန်လုံနေရဲလောလောလောလုံနေရဲဆိုတဲ့အတွက်ဒါဟိုအပြစ်တင်ပြီးတော့ပြောတာမဟုတ်ဘူးကျမကိုယ်တိုင်လည်းဘာဖြစ်လဲဆိုအဲ့လိုပဲလှုပ်လှုပ်လာတာပဲเนาะတက်တုတ်ရိုက်ပြီးတော့ပဲလှုပ်လာတာတနည်းတနည်းပေါ့အဲ့တော့ဟိုတခါလေကြောက်လို့ရှိရင်စဉ်းနောက်မှစဉ်းစားမိရဲ့ဘာလဲဆိုရင်ဟို နှစ်တစ်နှစ်ကအရန်ကုန်တယ်လေကုန်တာအရန်မြန်တယ်လေနော်ငငယ်တော့ဆိုလို့ရှိရင်မှတ်မိရယ်ငငယ်တော့အဲ့ဟိုအိမ်မှာပြက်ကရင်ချိတ်ထားတာ။ပြက်ကရင်ချိတ်တော့နေရမှာချိတ်ထားရပြက်ကရင်ကိုကြည့်ဖို့ကမမိဘူးမမိတော့ခုန်ခုရသေးရခုန်ခုပြီးတော့အဲ့ပြက်ကရင်ကိုကြည့်ရကြည့်ပြီးတော့ဘယ်နှလတကြံရောက်ဖို့ကဘယ်နှလလိုသေးရနော်အကြောင်းပိတ်ဖို့ကဘယ်လောက်လိုသေးရဆံမွေးဖြည့်ဖို့ကဘယ်လောက်လိုသေးရဆိုပြီးတော့အဲ့ဒါပြက်ကရင်ကိုဟိုခုန်နဲ့တက်တက်ကြည့်ပြီးတော့ ဟိုတွေ့ရတာအမောပဲပေါ့နော်ပြီးတော့လေဟိုတွေ့ရတယ်ဟိုဆယ်ရန်ရောက်ဖို့ကဘယ်နှစ်နှစ်လိုသေးရယ်ကိုရန်ရောက်ဖို့ကဘယ်နှစ်နှစ်ဘယ်နှစ်ခုနှစ်ဆိုလို့ရှိရင်တော့ရောက်ပြီးအဆက်ရှင်တင်ပြပေါ့နော်တစ်နှစ်တစ်နှစ်ကုန်မှုအရန်ကိုလေဟိုဟိုအရန်မျော်ရတာပဲပေါ့နော်တနေ့တနေ့ကမကုန်ဘူးအရန်ကြာတယ်လို့ထင်ရတယ်ကလေးဘွားတော့ဒါပေမဲ့အခုကျတော့ဘာဖြစ်လဲဆိုရင်တနေ့တနေ့ကုန်တာတအားမြန်တယ်လीနော်အဲ့တော့ကျမနဲ့ဟိုမိတ်ဆွေတယောက်နေအောင်မပြောပြသေးရယ်သူကပြောတယ် အော်ရဟိုအောက်တိုဘာဆိုတော့ဟိုဟာပေါ့လေဟိုတရင်ကျလည်းရှိရတဲ့ဟောလိုဝင်းလည်းရှိရပွဲတွေပေါ့သူကတော့ event နေလုပ်တဲ့သူဆိုတဲ့အခါကျတော့အော်ရဟိုပြီးလို့ရှင်ねဟို Christmas လာမယ်ပေါ့ Christmas ပြီးလို့ရှင်တကြံနဲ့အဲတကြံပြီးလို့ရှင်တော့မမမွေးနေအောင်ပြန်ရောက်တော့မယ်တော့လေဆိုပြီးတော့သူကပြောတယ်ပေါ့နော်အဲ့ခါကျတော့ဟုတ်တယ်ဟိုအခုအသက်ကြီးလာတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှင်လေအချိန်တွေကအရန်ကိုအကုန်မြန်လာတယ်နော်အဲ့တော့ ဟိုဘလို့ကုန်သွားမှတော့မသိဘူး2025ဆိုတာကအခုဟိုနှစ်ဆုံးပိုင်းအောင်ရောက်နေပြီဒါပေမဲ့ဟို2024နှစ်ဆုံးကဟာပြန်တွေးကြည့်လိုက်လို့ရှင်မနေ့တနေ့အလိုမျိုးပဲစိတ်ထဲမှာဖြစ်တယ်เนาะအဲ့အ2024 December မှာစိုင်းတဆိုင်သွားလိုက်တယ်ဆိုလို့ရှင်မနေ့တနေ့တော့မှသွားလိုက်တယ်လို့မျိုးပဲဖြစ်တယ်เนาะအဲ့တော့အချိန်ကြီးကဘာဖြစ်လဲဆိုအရန်မြန်နဲ့နှုံနဲ့သွားနေရမို့အဲ့တော့ဘယ်လိုပဲဖြစ်ကျမတို့အရှိန်လျှော့ကြည့်စီခြင်းနဲ့အရှိန်လျှော့ရယ်ဆိုတာကလေ ဘာဖြစ်သွားစီလဲဆိုလို့ရှိရင်ကျမတို့ကိုယ့်ဟာကိုယ်ပြန်စင်စားစီခြင်းလို့ပါเนาะကိုယ့်အကြောင်းကိုပေါ့အထူးသဖြင့်ဒီနှစ်ထဲမှာကျမတို့ဘာတွေဖြစ်ခဲ့လဲเนาะဘာအဖြစ်အပျက်တွေရှိခဲ့လဲအိမ်တော်ရေးပြိုကွဲသွားတာရှိတယ်အိမ်တော်ပြုလိုက်တာရှိတယ် relationship တွေပြိုကွဲသွားကြတယ်နောက် relationship တကူထပ်တွေ့တယ်เนาะအရန်ခင်တယ်လို့ထင်တယ်အရန်ချစ်တယ်လို့ထင်တယ် မိတ်ဆွေတငယ်ချင်းတွေကတစိမ့်ပြင်းပြင်းဖြစ်သွားကြတယ်။အဲအဲ့လိုပဲတငယ်ချင်းအစ်စ်တွေထိုက်ရလာတယ်။သူတို့နဲ့ပို့ပြီးတော့ energy ပို့ကြိုက်တယ်ပို့ပြီးတော့ပျော်စရာကောင်းတယ်။ value ချင်းကိုက်ညီတယ် align ဖြစ်တယ်လို့အဲထင်ကြတယ်နော်။ဒါမျိုးတွေကလည်းကြုံရတာပဲ။အဲ့တော့နောက်ပြီးတော့အော်ဘာတွေရရှိခဲ့လဲဘာတွေဆုံးရှုံးခဲ့လဲဘာတွေသင်ယူခဲ့သလဲเนาะဒါလေးတွေကိုပြန်စဉ်းစားကြည့်ဖို့အတွက်ကိုအာဒီ အချိန်ပေါ့နော်အချိန်လျှော့ဖို့ဆိုတာကလိုအပ်တာဖြစ်တယ်ကျမတို့ကတခုခုအရင်မြင်မြင်သွားနေရတွန်းတွန်းတက်တိုက်ကြီးကိုလုံနေရလော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 နဲ့လုံနေရဆိုရင်ကျမတို့စီမှာအဲ့ဒါအချိန်မရှိဘူးပေါ့နော်မရှိရတဲ့ကြောင့်ကိုကိုကိုဘာဖြစ်လို့ဖြစ်နေမှန်းကျမတို့မသိဘူးဒါမျိုးတွေကျမတို့စီမှာရှိတတ်တယ်အဲ့တော့ကိုကကိုမြင်မြန်လုံနေတဲ့အရာတွေကိုကိုကခဏလောက်လျှော့လိုက်ပြီးတော့နော်အဲပြန်ပြီးတော့စဉ်းစားရတယ်ဆိုလို့ရှိရင်ကိုကကိုကိုဘာတွေဖြစ်ခဲ့လဲဘာတွေသင်ခဲ့လဲ ဖရရခဲ့လဲဆိုတာကအများကြီးပဲကျမတို့စီမှာပြန်ပြီးတော့ပေါ်လာနိုင်တာဖြစ်တယ်เนาะကျမလည်းဟိုတလောတော့ကဒီအနောက်နိုင်ငံကလုပ်တဲ့ retreat တခုပေါ့เนาะ online မှာပဲအဲ့ဒါကျမ join လိုက်သေးတယ် join လိုက်တဲ့ခါကျတော့ ဟိုကျမတော့ညဘက်ဒီပေါ့နော်ညဘက်ကျမ join တဲ့အချိန်ကြီးကတော့အရန်ဟိုဟိုနောက်ကျတဲ့အချိန်ကြီးပေါ့ဟိုည7နှစ်နာရီတို့တနာရီနှစ်နာရီအထိမနေ့ဆိုလို့ရှိရင်လေသူတို့ရဲ့ retreat ကို ကျမ join တယ် join တဲ့ခါကျသူတို့ကဘာတစ်ခုလုပ်ခိုင်းနေဆိုတော့အဲ့အရက်40စာပေါ့နော်အရက်40စာသူတို့40 days ပေါ့အဲ့ဒီဟာတခု practice တခုလုပ်ခိုင်းတယ်သူတို့ကြတော့ဒီ spiritual practice တွေပါတယ်ပေါ့လေအဲ့တော့ကျမကတော့ အဲ့အရက်40တော့လုတ်တယ်ဒါပေမဲ့ကျမနေကျမဟန်နေပဲကျမလုံလိုက်တယ်ပေါ့နော်အဲ့ခါကျတော့အဲသွား join နေဆိုတော့ကလည်းအဓိကပါလဲဆိုကျမတိကျင်လို့ပါနော်သူတို့ဘာတွေလုပ်နေလဲဘယ်လိုပုံစံနဲ့အဲသူတို့ workshop တွေ facilitate လုပ်နေလဲပေါ့လေအဲ့ဒါလေးကျမတိကျင်လို့သွားပြီး join လာအဲ့တော့ဒါပေမဲ့အဲ့40 days practice ကတော့ကျမလည်းအလိုက်လုံမယ်ပေါ့နော်ဆိုတော့ကျမတို့ကိုနီကိုဟန်နေပဲကျမလုပ်တယ်အဲ့တော့အဲ့ဒီမှာကျမဘာလုပ်ဖြစ်လဲဆိုတော့အဲ့40 days practice မှာ ပါလို့လဲဆိုလို့ရှိရင်ကျွန်မအဲ့ဒီအရှိန်လျှော့တဲ့ဟာကိုလုပ်တယ်ပေါ့မနေ့မိုးလင်းနေဆိုလို့ရှိရင်ကျွန်မဟိုလော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 နဲ့မလုပ်ဘူးခဏကျွန်မတနားရီလောက်ပါပဲတနားရီတနားရီခွဲလောက်ကိုကျွန်မအဲ့ဒီအချိန်လေးကိုအဲ slow morning လေးပေါ့နော်ကျွန်မဖြည်းဖြည်းလေးပဲသွားလိုက်တယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်မလေကျွန်မရဲ့စာဖတ်တဲ့သူတွေဆိုလို့ရှိရင်သိကြမယ်ကျွန်မပတိစိတ်တာအယံဝါဒနာပါတယ်ကျွန်မအရင်ကတည်းကအဲကျွန်မပတိတွေပါတယ်ဆိုအယံစိတ်တယ်ငယ်ငယ်တည်းကလေအဲပြီးတော့ ပတိစိတ်ရင်းနဲ့ကျမတစ်ချိန်မှာဘာဖြစ်လာလဲဆိုလို့ရှိရင်ဟိုပတိစိတ်ရတာကိုကျမအရင်ပင်ပန်းလာတယ်ပေါ့နော်ကျမကောင်တန်နဲ့ကောင်တန်လေးနဲ့စိတ်တာဟိုခလုတ်ခလုတ်နှိပ်တဲ့ဟာလေးလေအဲ့ဒါလေးနဲ့ကျမစိတ်တာစိတ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုအချိန်တစ်ခုမှာကာလာတစ်ခုပေါ့နော်အဲ့ကာလာတစ်ခုမှာကျမပတိစိတ်တာအရင်ပင်ပန်းလာတယ်ပင်ပန်းလာတယ်ဆိုတော့ဘလို့ဖြစ်လဲဆိုတော့ကျမစိတ်တာတွေများတာ哦အဲ့လိုမျိုးများတဲ့ခါကျတော့အဲ့ဒါကိုအမိလိုက်စိတ်ရတာပေါ့နော်လိုက်စိတ်ရတဲ့ခါကျတော့ တခါလေးမှအလုပ်များလို့ရှိရင်အဲ့ဒါကိုကျွန်မပြီးအောင်မစိတ်နိုင်ဘူးမစိတ်နိုင်တော့ဘာဖြစ်လဲဆိုကျွန်မတက်တုပ်ရိုက်ပြီးတော့ရူရူနဲ့ဟိုဗဇက်ကရှောက်អော်ပြီးတော့စိတ်သွားတကယ်တော့အာယုံလဲမရဘူးနော်အရေးအတွက်ပြည့်အောင်ပဲပေါ့နော်ဒီနေ့အတွက်အရေးအတွက်ပြည့်အောင်အဲတထောင်ဆိုလဲတထောင်ပေါ့နော်အဲ့ဒါမျိုးကျမလှုပ်တာအဲ့တော့ကိုအတိတ်ထံလှုပ်တာတွေကများတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ဟိုပတိစိတ်တဲ့အချိန်မှာအေဂျင့်မှုလည်းမခံစားရဘူးပျော်လဲမပျော်ဘူးစိတ်တွေရှုပ်လာတယ် ပြီးတော့ stress တွေဖြစ်လာတာပေါ့နော်တခုဆိုရင်ဒီနေရာမှာထိုင်နေနေတာမှာဘာဖြစ်လဲဆိုရင်ငါဒီနေ့ပတိမစိရသေးဘူးဆိုဟိုဖင်ကြွကြွကြွဖြစ်နေရပြန်ခြင်းနဲ့အဲ့ရောက်နေတဲ့နေရာမှာ enjoy မလုပ်နိုင်ဘူးအဲ့လိုအဲ့ဟာမျိုးပဲဟိုပတိစိတ်ဖို့ပဲအာယုံထားပြီးတော့လေအဲ stress ဖြစ်တယ်နောက်တော့ဘာဖြစ်လဲဆိုဒေါသထွက်လာအောင်ဒေါသထွက်လာဆိုတော့ မပီးဘူးပေါ့နော်မပီးဘူးအများကြီးကြံနေဆိုတဲ့ခါကျောင်းကိုယ့်ကကိုဒေါသတွေထွက်လာအဲ့လိုဖြစ်တယ်။အဲ့တော့ جماعه အဲ့ဒါကိုသွားပြီးတတိထားမြေဟဲ့ငါကပေါ့နော်ကုလိုရခြင်းလို့လုပ်တာနော်ဒီကုံတော်တွေပွားတယ်ရွတ်တယ်ဆိုတာဒါပေမဲ့ငါကဘလို့ဖြစ်နေလဲဆိုတော့ဟိုအကုသူဖြစ်နေပြီပေါ့လေ جماعه စိတ်ထဲမှာအဲ့လိုသွားပြီးတော့ဖြစ်တယ်။အဲ့တော့ جماعه မပါလို့လိုက်လဲဆိုခဏ جماعه break ယူလိုက်တယ်အဲအများကြီးမစိတ်တော့ဘူးပေါ့နော်ဒါပေမဲ့ မစိတ်ရရင်တော့လည်းမနေနိုင်ဘူးဝါသနာပါတော့လေကျမနင်းနေတော့စိတ်တယ်တနေ့တနေ့တနေ့ဒါပေမဲ့ကျမကိုနိုင်သလောက်ပဲကျမစိတ်တယ်ပေါ့အဲ့လိုမျိုးအဲ့တော့ဟိုနေကျမရှိရနေရာတိုင်းမှာတော့အမြဲတမ်းပဲအဲ့ဒီခလုတ်နှိပ်တဲ့ဟွာလေးတွေရှိရပေါ့လေကားထဲမှာဆိုလို့ရှိရင်လည်းကျမတစ်ခုနှစ်ခုအမြဲထည့်ထားတယ်ပတ်စံရင်တင်းမှာဆိုလည်းပါတယ်တနေ့ရရောက်လို့ရှိရင်ကျမအဲ့ဒါထုတ်စိတ်လိုက်တယ်အဲ့တော့ဟိုကားမောင်းနေရင်လည်းကျမအဲ့ဒီပတိလေးစိတ်တယ်ပေါ့ တခါလေးကြောက်ဘာဖြစ်လဲဆိုတော့လေဒါကျွန်မအကိုကျွန်မပဲပြောတာပါနော်သူများကိုကျွန်မပြောတာမဟုတ်ဘူးကျွန်မနောက်ပိုင်းမှာဘာတစ်ခုဖြစ်လာသေးလဲဆိုလို့ချင်းအဲ့လိုမျိုးအလုပ်တစ်ခုခုလုပ်နေနေစိတ်တဲ့အခါကြောက်လေဒါအာစိန်ငကံပေါ့နော်အများရဲ့ပဲဘဇက်ကရုတ်ဖြစ်နေဆိုပေမဲ့တခါလေးကြောက်တော့ဘာဖြစ်လဲဆိုရုတ်တာရုတ်နေကျွန်မစိတ်ကျွန်မအာယုံမရဘူးလို့ဖြစ်တယ်ကျွန်မကျွန်မအတွက်ပဲကျွန်မပြောတာပါနော်ဒါအဲ့ဒါနဲ့ အဲ့ဒီ140 practice လုပ်မယ်ဆိုတော့ကျွန်မဘာလုပ်လိုက်လဲဆိုတော့ကျွန်မပတိတကယ်စိတ်ပတိပေါ့နော်စိတ်ပတိကြောက်ပတိလေးကျွန်မလက်ဆောင်ရထားတဲ့ကြောက်ပတိလေးတခုရှိတယ်အဲ့ဒါလေးနဲ့ကျွန်မစိတ်တယ်စိတ်တဲ့ခါကျတော့ကျွန်မတော်တော်စိတ်ချမ်းသာတယ်အဲ့ဒီပတိနဲ့ပြန်စိတ်ရတာလေဘာလို့ဆိုကျွန်မရွနေကြအဂုံတော်လေး3ခုလောက်ရှိရပေါ့ဆိုတော့3ဘက်ပဲကျွန်မစိတ်လိုက်တယ်108လုံးပတိပေါ့နော်အဲ့တော့ကျွန်မကြောက်ဒီပါးကြီးအကြောင်းနားလည်အောင်မဟုတ်ဘူးအဲ့ crystal ပေါ့နော်သူက crystal အစစ် လောက်ထားတာအဲ့တော့အဲ့ဒီကြောက်တွေဘာတွေအကြောင်းတော့ကျွန်မနားမလည်ဘူးဟိုဟိုထိပောက်တဲ့ကြောက်တို့နောက်ပြီးတော့ဘာဖြစ်တဲ့ကြောက်ညာဖြစ်တဲ့ကြောက်အစားရှိသဖြင့်ပေါ့နော်ကြောက်တည်းရဲ့ energy ဓာတ်တွေရှိတယ်ဟိုတိတယ်ဒါပေမဲ့ကျွန်မတိတ်တော့နားမလည်ဘူးအဲ့တော့ဟိုကျွန်မတိတာတော့ဘာလဲဆိုအဲ့ဒီကြောက်ပတိလေးကိုစိတ်တဲ့ခါကျရင်လက်ထဲမှာဟိုစီးစီးပိုင်ပိုင်နဲ့လေး အလေးချိန်လေးတခုကိုခံစားရတယ်။ပြီးရခါမှအဲ့ဒီကြောက်ကလေးကအေးတဲ့အခါကျတော့အဲ့ဒီအေးမြတဲ့အထိတွေ့လေးပေါ့နော်။အဲ့ဒါလေးကိုပဲကျွန်မ focus လုပ်ပြီးတော့ကျွန်မစိတ်လိုက်တယ်။အဲ့တော့ကျွန်မတို့ကအရန်ပေါ်ပါတယ်။အဲ့ဒီမိနစ်ပိုင်းအချိန်လေးမှာအဲ့ဒီပတိစိတ်တာလေးကိုကျွန်မပြန်ပြီးတော့လုပ်တယ်။အဲ့ဒါလည်းပါလဲဆိုအရှိန်လျှော့လိုက်တာပဲပေါ့နော်။အဲ့ဒီအချိန်မှာကျွန်မဟို music လေးတခုပေါ့။အဲ့ဒါလေးကျွန်မဖွင့်ထားတယ်။ပြီးတော့ကျွန်မအဲ့ဒီပတိလေးကျွန်မတူတူလေးပဲဖွင့်တာပါ။ တော့ကျမအဲ့ပဒီလေးစိတ်တယ်ပြီးရင်ကျမ morning intention ပေါ့နော်ကျမခဏခဏပြောပါတယ်ကျမလည်းကိုယ်တိုင်လုပ်တဲ့အတွက်ကြောင့်မလို့ကျမဟိုစာဖတ်တဲ့သူတွေကိုလည်းကျမအမြဲဝေမျှတယ် morning intention လေးလုပ်ပါမနေ့ကျရင်ဘလို့ရည်ရွယ်ချက်နဲ့ဒီတနေ့ကိုဖြတ်သန်းသွားမလဲဆိုတဲ့ intention လေးတခုပေါ့နော်ရည်ရွယ်ချက်ကလေးတခုကိုယ့်အကူချမှတ်တယ်ပေါ့နော်ဒီနေ့တော့သာမထွက်ဘူးနော်ကို မကြိုက်တဲ့အရာတွေကိုတွေ့ရဆိုလို့ရှိရင်တော့မှနော်ဒါတွေကိုဒါတွေပုံမှာအများကြီးအဆုံးအထိမခံစားဘူးနော်ကိုယ့်ရဲ့စိတ်ကလေးကိုဘလို့အကြည့်တက်ကလေးရအောင် နေမယ်အစားရှိတဲ့ပြင်ပေါ့နော်ဒါမျိုးတွေကိုဒီလိုမျိုးပုံစံလေး intention တွေထားပါဆိုပြီးတော့ကျွန်မခဏခဏ remind လုပ်လေးရှိပါတယ်အဲ့တော့အဲ့ဒီ intention လေးလုပ်လိုက်တယ်ပတိစိတ်လိုက်တယ်နော်အဲ့လိုမျိုးလုပ်လိုက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုလို့ရှိရင် အဲကျွန်မတိတိတသာခံစားလာရတာရှိရပေါ့နော်၃၄ရက်လောက်ကြာတဲ့အခါမှာဘာဖြစ်လဲဆိုအဲ့ဒီတနေ့ရလေးစိတ်ထဲမှာအဲ့လိုမျိုးမနေ့ပိုင်းကိုအချိန်လေးလျှော့ပြီးတော့ကိုကိုကိုပြန်ပြီးတော့ဟိုစကားပြောတာပဲဖြစ်ပေါ့နော်ခုနကပြောသလို intention လုပ်တယ်ဆိုတာကိုကိုတတိပေးရ remind လုပ်တယ်နော်နောက်တစ်ခုကကိုတစ္ဆာဆိုတာတို့ဟိုကိုကိုကိုယုံကြည်ရပါတာတခုမှာနော်ဟိုတက်ဝင်တက်ဝင်လိုက်တယ် နှိမ့်မြုပ်လိုက်တယ်နော်အဲ့အချိန်လေးခဏပေးလိုက်တယ်ဆိုတာနဲ့တင်ဘာဖြစ်လဲဆိုရှင်တနေ့လုံးမှလေးစိတ်ထဲမှာတော်တော်လေးအေးချမ်းမှုလေးကိုခံစားရတယ်ဗောနော်အနောက်ကနေပြီးတော့ chase လုပ်နေရဂမူရှူရုံးနဲ့လိုက်နေရမဟုတ်ဖိနေဘာဖြစ်လဲဆိုလို့ရှိရင်စိတ်ထင်မှာအေးချမ်းမှုလေးတခုအေးငြိမ့်မှုလေးတခုကိုအာခံစားရတယ်နော်အဲ့တော့အဲ့ဒါလေးကိုသွားတတိယဟိုတတိပြုတ်မိရဲ့ဗောလေအဲ့ဒါကအဲ့တော့ ဒါဆိုလို့ရှိရင်ကျမတက်တော့မရရအောင်ဟာပဲဟုတ်မလဲကျမလည်းအဲ့အမျိုးလုပ်ပြီးပြီဆိုလို့ရှိရင် ကျွန်မလည်းလှုပ်ရှားရှိရာကြီးလှုပ်သွားတာပဲเนาะဒါပေမဲ့ကျွန်မအလုပ်ကတော့ကိုယ့်အလုပ်ကိုပိုင်နေလို့ပြောရမှာပေါ့ကိုယ့်အချိန်ကိုပိုင်နေလို့ပြောရမှာပေါ့လीเนาะဟိုရုံးနေပါတက်စရာမလိုဘူးအဲ့ဒီခါကျတော့ဟိုဒါပေမဲ့လည်းဘာဖြစ်လဲဆိုအိမ်ကိစ္စဆိုတာရှိသေးတာပဲလीเนาะဟိုအိမ်ကိုစီးသွားဝယ်ပေးရတာတို့ဈေးပို့ပေးရတာအစားရှိတဲ့ပြင်ဒါမျိုးတွေတော့တွေးဆုံတဲ့သူတွေနဲ့တွေးဆုံရတဲ့အလုပ်ကိစ္စသွားလာရပြောရတယ်เนาะအဲ့ဒါမျိုးတွေလည်းရှိရခါကျတော့ ဲ့လိုကိုယ့်အတွက်ကိုအချိန်ပေးလိုက်တယ်အရှင်လျှော့လိုက်တယ် slow morning လေးရပြီပြီဆိုလို့ရှိရင်တော့လေကျွန်မလည်းဟိုတွားရတာပဲနော်အဲလမ်းပေါ်မှာရောက်သွားတယ်ကာချက်တာတွေရှိရဲအစားရှိသဖြင့်ပေါ့နော်အဲ့တော့ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ကိုကတခုကိုသတိပြုမိတာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် အဲကိုခံစားချက်ကလေးပေါ်လာတယ် emotion တွေပေါ့နော်အဲ့ဒါတွေပေါ်လာလို့ရှိရင်အဲ့ဒါလေးတွေကိုတော်တော်ပြီးတော့ကိုကဖမ်းမိနေတယ်ဖမ်းမိနေတယ်ဘာဖြစ်လဲဆိုတာသိတယ်ဥမာဒေါသဖြစ်နေရဆိုလေဒေါသဖြစ်တယ်ဆိုတာသိတယ်အဲခုနကတော့ကောင်းနေတယ်အခုမကောင်းတော့ဘာလို့မကောင်းလဲအခုမကြိုက်တဲ့နာမည်တစ်ခုကြားလိုက်ရလို့အစရှိသဖြင့်အဲ့ဒါမျိုးဆိုလို့ရှိရင်အဲ့ဒါကိုတွားပြီးတော့ဖမ်းမိတယ်ဘာလို့မကောင်းတော့ရလဲစိတ်ကနော်ဘာလို့ trigger ဖြစ်သွားတာလဲစိတ်မကောင်းတော့ရဲဆိုတော့နောက်ကြည့်သွားတာပေါ့နော် အဲ့လိုမျိုးဖြစ်တယ်ဆိုပါလဲဆိုကြအော်ကိုနဲ့ပြဿနာတက်ထားတဲ့သူတယောက်ကြောင့်ကြားလိုက်ရလို့လို့မြင်လိုက်ရလို့လို့အဆက်ရှင်ဖြစ်မှာနော်ဒါလေးတွေကိုသွားပြီးတော့တွေ့ရတာဖြစ်တယ်အဲ့တော့အဲကိုအရှိန်လျှော့လိုက်တယ်တမနဲ့ဒါမှာနော်နိုင်တနိုင်လောက်ပေါ့လေအဲ့လောက်ကလေးကိုကို့အတွက်ကိုအချိန်လေးပေးလိုက်တယ်ဆိုလို့ရှိရင်ဟိုဘာဖြစ်လဲဆိုရှင်တနေ့တိုင်းငြိမ်အေးမှုကိုခံစားရတာဖြစ်တယ်အဲ့တော့ ျမအရက်40လောက်တာတော့အခုဒီ recording ကိုလုပ်နေတဲ့အချိန်မှာကျမ36ရက်ရှိပြီပေါ့နော်အဲ့တော့အဲ့ဒီ36ရက်အတွင်းမှာကျမဟိုအများကြီးပေါ့ spiritual practice တွေတော့ကျမအများကြီးလုပ်ဖြစ်ပါတယ်လုပ်ဖြစ်တယ်ဆိုတော့အဓိကတော့ဗာလဲဆိုလို့ရှိရင်လားနှစ်ကုန်ပိုင်းနဲ့ရောက်နေပြီပေါ့နော်အဲ့ဒီခါကျတော့ကိုကိုကို heal လုပ်ရတဲ့ဟာတွေပေါ့ shadow work တွေနော်အဲ့ဒါကြီးကျမအများကြီးလုပ်ဖြစ်တယ်အဓိကတော့ဗာလဲဆိုလို့ရှိရင် အဲကိုဘကိုပဲပြန်ပြီးတော့မေးနေတာဗောနော်မေးခွန်းနေဘာတွေကြုံခဲ့လဲဘာတွေဖြစ်ခဲ့လဲဘာလို့ဒီလိုခံစားရတာလဲเนาะအဓိကတော့ဗာလဲဆိုစိတ်ရဲ့လွတ်လပ်မှုတစ်ခုလိုချင်တယ်ပေါ့ပါမှုတစ်ခုလိုချင်တယ်ဘာမှချုပ်ကင်မထားခြင်းမူချိတ်ဆွဲမထားခြင်းမူเนาะဟိုတလန်တလန်နေမရှိခြင်းမူအကုန်ဖြတ်ခြင်းနဲ့အစရှိနေတယ်ဗောနော်အဲ့ဒီအတွက်ကိုကိုဘကိုပြန်ပြီးတော့မေးနေရယ်ကိုရဲ့စိတ်ထဲကအဲစိတ်ထဲမှာရှိနေတဲ့အမှောင်တွေပေါ့နော်ဒါတွေကိုဆွဲထုတ်နေတဲ့အစရှိသဖြင့်အဲ့ဒါကလည်း ဒီရက်ဒီမှာကျွန်မလှုပ်ဖြစ်တဲ့ဟာတခုပေါ့ဒီနော်အဲ့ဒါကလည်းခုနပြောသလိုပေါ့အာယုံတွေအရင်များနေရဲ့အရင်မြင်မြန်ဆန်းဆန်းတွားနေရဆိုလို့ရှင်လည်းအဲ့ဒါတွေလှုပ်ဖို့အချိန်မရဘူးဒါပေမဲ့အဲတနေ့ရမှာအဲ့လိုအေးချမ်းတဲ့အချိန်ကြီးတခုဖန်တီးနိုင်နေဆိုလို့ရှင်လည်းအဲ့ဒါတွေဟာပေါ်လာတတ်တယ်ပေါ့နော်ဒါ practice ပါပဲအလေးချက်ပါပဲအဲ့တော့အဲဒါတော့တချို့လည်းပြောကြမယ်ပေါ့လေဟိုမတူကြဘူးလူတွေကတချို့တွေလည်းအချိန်ပိုရှိတယ် ဟိုမမုံကတော့ဒါလုံနိုင်နေဆိုတာ time freedom ရလို့ပဲလို့လေပြောနိုင်နေပေါ့လေဒါပေမဲ့လေဟို time freedom ရနေတဲ့သူတော်မှဟိုမြင်မြန်လောက်ရတယ်လော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 က်ရတယ် တက်သွရိုက်ပြီးတော့လောက်ရတယ် rush ဖြစ်တယ်ဆိုတာလေရှိပါတယ်เนาะအချိန်အဲကျွန်မဆိုလို့ရှိရင်ဒါအချိန်နဲ့ပတ်သက် freedom ရတာမှန်ပေမဲ့တကယ်တမ်းလောက်ရပြီဆိုလို့ရှိရင်လည်းကျွန်မမှာတစ်ခုတစ်ခုကိုဆက်နေရပဲเนาะ break ကို မရှိဘူး down time ကိုမရှိဘူးအဲ့လိုပုံစံမျိုးနဲ့သွားနေရမျိုးတွေရှိတယ်အဲ့တော့ကိုကရေးလေးစက်မလုံနိုင်ဘူးဆိုရင်တော့မလေးဟို စကြည့်စီခြင်းနဲ့ပထမ3ရက်ပေါ့เนาะပြီးရင်5ရက်10ရက်အစရှိသဖြင့်ပေါ့เนาะအဲ့ဒါလေးကိုဟိုစမ်းပြီးတော့လုပ်ကြည့်စီခြင်းနဲ့ကျွန်မအမခံနိုင်တာတခုကတော့ဗာလဲဆိုလို့ရှိရင်အဲ့ဒီဟို down time လေးပေါ့เนาะမနေ့ခင်မဖြစ်ညနေခင်မဖြစ်အဲ့လိုအချိန်ကြီးတခုကိုယူလိုက်ပြီးတော့အချိန်ရှော့လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လာနိုင်လဲဆိုရင်လေ ဟိုတနေ့တာမှပို့ပြီးတော့ mindful ဖြစ်လာတယ်ပို့ပြီးတော့သတိရှိလာတယ်သတိကပ်လာတယ်ပေါ့နော်အဲ့ဒါလေးကအရင်ကိုအကျိုးကျေးဇူးရပါတယ်ဘာပဲပြောသူကဟိုကို့အတွက်အထင်းကို့ကလေးတခုဖြစ်နေတာပေါ့နော်ဘာ emotion တွေပဲလာလာ ကို့အဆုံးထိရောက်မသွားဘူးအဆုံးထိဆွဲတင်မသွားဘူးကို့ကအဲ့နေရာလေးတခုပေါ့ balance လုပ်နိုင်တဲ့နေရာလေးတခုအမျှကြေးလေးတခုကိုကိုပြန်သွားနိုင်တယ်ဆိုတာလေးကိုတွေ့ရတယ် အဲ့ဒါလေးကိုကျွန်မဒီမှာ remind လုပ်ချင်ပါတယ်အဲ့တော့ဟိုတနေ့ဟိုပေါ့နော်တနိုင်မဟုတ်ဘူးဆိုလို့ရှင်တော့မိနစ်အနေငယ်နဲ့လဲကျွန်မတို့စတင်နိုင်တယ်အဲ့တော့ကိုကတခုခုအရှိန်လျှော့လိုက်တယ်ဆိုတာကဘာဖြစ်လဲဆိုလို့ရှင်ကျွန်မတို့နောက်ကျသွားတာမဟုတ်ဘူးနော်တခုခုလှုပ်ဖို့ နောက်ကျသွားရလဲမဟုတ်တလို့နောက်မှာကျွန်တော်တို့ပြတ်ကျန်ခဲ့ရလဲမဟုတ်ဘူးเนาะအဓိကတော့ဘာလဲဆိုရင်ကိုယ့်ရဲ့အတွေးတွေเนาะကိုယ့်ရဲ့ focus တွေဒါတွေကိုပို့ပြီးတော့ပြတ်သားအောင်เนาะပို့ပြီးတော့သိနိုင်အောင်ကျွန်တော်တို့ကိုယ့်ကိုကိုခွင့်ပြုလိုက်တာမျိုးပဲဖြစ်တယ်เนาะပုံမှန်အားဖြင့်ကျွန်တော်တို့အရင် rush လုပ်နေတဲ့အချိန်မှာ နော်ဟိုဒီကဘာလုံးကကိုယ်အတိအမှတ်ပြုဖို့ကိုကအရင်ကြိုးစားနေရသလိုဖြစ်တယ်။ဒီကဘာလုံးဆိုတော့ဒါကျွန်မတင်စားပြီးတော့ပြောတာပေါ့လေ။နော်ပဝင်းချင်းကလူတွေကမိသားစုကနော်အဲချစ်သူကအဆရှိသဖြင့်ပေါ့နော်။တယောက်ယောက်လည်းဖြစ်နိုင်တယ်ပဝင်းချင်း community ဒါမျိုးတွေလည်းဖြစ်နိုင်တယ်။ဆိုတော့အဲ့လိုမျိုးလူတွေရဲ့အတိအမှတ်ပြုမှုကိုရဖို့အတွက်ကိုကျွန်မတို့ကြိုးစားနေရတဲ့ဟာမျိုးရှိရယ်။ကိုယ့်ရဲ့နေရာတစ်ခု role တစ်ခုအတွက်ကိုအဲ ကျမကျမတို့စူးစမ်းနေရတာမျိုးတွေရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာအရှင်လျှော့လိုက်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဒါနောက်ကျသွားရလဲမဟုတ်ဘူးနောက်မှပြက်ကျန်ခဲ့ရလဲမဟုတ်ဘူးကိုကိုကိုကျမတို့ဘာလုပ်လိုက်တာလဲဆိုရှင်အခွင့်ပြုလိုက်တာကို့အကြောင်းတွေကိုပြန်စဉ်းစားဖို့ကိုရဲ့အတွေ့အကြုံပြန်ပြီးတော့တည်ဖို့ပေါ့နော်အဲ့တော့ဘာလဲဆိုရှင်ဟိုအရင် rush မဖြစ်ပါနဲ့တနေ့တနေ့မှာကျမတို့အရင် rush ဖြစ်ပြီးတော့ ဘာကိုဖမ်းလို့လိုက်ဖမ်းလို့ဖမ်းနေမှန်းမသိတဲ့ဟာကိုခဏရက်လိုက်ပါရက်ပြီးရဲ့ခါမှာကျမတို့အချိန်လေးလျှော့ပြီးတော့ခုနကကျမပြောသလိုမျိုးပဲပေါ့နော်ပြန်ပြီးတော့ကိုယ့်အကိုစဉ်းစားကြည့်စီကျမရယ်အဲ့တော့ကိုကိုကိုပေးလိုက်တဲ့အချိန်လေးတစ်ခုပေါ့နော်အဲ့ဒီအခိုက်အတန့်လေးတစ်ခုကိုတည်တည်ကြာကြာလေးအဲစီမျောပျော်ဝင်ခံစားကြည့်စီကျမရယ်နော် try on activities လေးတွေကတော့ကျမတို့ အဲစာအုပ်ထဲမှာရှိပါတယ်အဲတော့စာအုပ်နဲ့အတူတူတွဲပြီးတော့ဖတ်ရင်းနဲ့အာနားထောင်သွားနိုင်တယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့ကောင်းပါတယ်နောက်တစ်ခုကကျမတခု remind လုပ်ချင်တာကလေ channel လေးလုပ်ပေးပါเนาะဒီကျမရဲ့ focus တွေကိုနားထောင်နေရင်ပဲဖြစ်ဖြစ်နောက်တစ်ခုကဒီစာအုပ်ကလေးဖတ်နေရင်ပဲဖြစ်ဖြစ်ပေါ့เนาะဟို channel လေးလုပ်ကြည့်ပါ readjust refocus ဆိုရဲ journal လေးပေါ့နော်။အုံးကိုယ့်ရဲ့အုံး journal လေးလုပ်ကြည့်ပြီးတော့ဒီထဲမှာမိခွန်းနေလေ တရားရေးပေးထားတယ်အဲ့ဒီမိကုန်းနေရဲ့အဖြေပေါ့နော် reflection ကိုယ့်အကကိုလှုပ်ကြည့်ပါကိုယ့်ကိုယ်ကိုမိကုန်းနေပြန်မေးပြီးဖြေကြည့်ပါအဲ့ဒါဆိုလို့ရှိရင်တော့လေကျမတို့အခုရက်30အတူသွားမယ် readjust refocus ရဲ့ journey မှာတခုခုအာပြောင်းအပြောင်းလဲလေးတစ်ခုခုပေါ့နော်ဒါလေးကိုခန်းစားရမယ်လို့ကျမအနေနဲ့ယုံကြည်ပါတယ်အားလုံးကျေးဇူးအများကြီးတင်တယ် readjust your mind refocus your energy realign with yourself and thank you for listening.